ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်နောက်နောက်ဆက်ကကဘာဖလားမှာမက်ဆီပါမ်ပါဆိုရာသူ့ရဲ့ဆုံးဖြတ်ခွင့်ဖြစ်လို့မက်ဆီယိုဖျားတိတ်မပေးကြဘူးတောင်းဆိုလိုက်တဲ့စကာလိုနီအာဂျီနာနီမြစကာလိုနီကတော့မက်ဆီမပါဝင်နိုင်ခဲ့တဲ့ကဘာဖလားခြေစစ်ပွဲစဉ်နှစ်ပွဲစလုံးမှာရမန်6မှတ်အပြည့်ရယူနိုင်ခဲ့ပြီးတော့အာဂျီနာတင်းကိုကဘာဖလားဝင်ဝင်ရအောင်ဆွမ်းဆောင်ပေးနိုင်ခဲ့ပြီးတဲ့နောက်မက်ဆီနဲ့ပတ်သက်လို့ပရိသတ်တွေထံမြစ်တာရက်ခံချက်တစ်ခုကထုတ်ပြန်လာခဲ့ပါတယ်တခြားတော့မဟုတ်ပါဘူးလာမယ့်2026ခုနှစ် ကမ္ဘာပလားပွဲမှာအာဂျင်နာအတွက်ကိုစားပြုပြီးစားပေးဖို့အတွက်နဲ့ပတ်သက်ပြီးမက်ဆီကိုရာမဲဆုံးဖြတ်ပါစေလို့စကာလိုနီယာတောင်းဆိုလာခဲ့တာပဲဖြစ်ပါတယ်။မက်ဆီကအခုတစ်ပတ်ကစားသွားခဲ့တဲ့ဥရုဂွေးနဲ့ပွဲစဉ်ဘရာဇီးနဲ့ပွဲစဉ်စတဲ့ထိပ်တန်းအင်အားကြီးပြိုင်ဘက်တွေနဲ့ရင်ဆိုင်ခဲ့တဲ့ကမ္ဘာပလားခြေစစ်ပွဲစဉ်နှစ်ပွဲမှာအာဂျင်နာအတွက်ဝင်မကစားပေးနိုင်ခဲ့ပါဘူး။ဒဏ်ရာကနေတက်တာလာခြင်းမရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့မက်ဆီကအာဂျင်နာအသင်းကနေနှုတ်ထွက်သွားခဲ့တာပဲဖြစ်ပါတယ်။ယာကူမာသာမေဂျာလိဘောလုံးယာတီကစတင်ုံပဲရှိနေသေးပေမယ့်မက်ဆီကကြံ့ခိုင်မှုနဲ့ကောင်းမပြည့်သေးလို့ဒဏ်ရာကြောင့်အားယူရတဲ့ပွဲတွေပိုပြီးတော့များနေခဲ့ပါတယ်။ ဒါလိုချင်းလေးမျိုးနဲ့သာမက်ဆီကဆက်လက်ဖြတ်သန်းနေအောင်မယ်ဆိုရင်လာမယ့်ကမ္ဘာဖလားပြိုင်ပွဲမှာမက်ဆီကိုရွေးချယ်မယ်ဆိုရင်တော့မှပြီးခဲ့တဲ့နောက်နှစ်ဆနစ်ကမ္ဘာဖလားလိုမက်ဆီကကြံခိုင်ပြီးတဲ့ပွဲတိုင်းကိုဝင်စားပေးနိုင်ဖို့တိတ်ပြီးတော့မလွယ်ကူတော့ပါဘူး။အိုင်ဘတ်ခွန်ရှိကို 1x ဘတ်တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။ 1x ဘတ်အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေ။ဖုန်းကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 3963 633 533ကိုဆက်သွယ်နိုင်တော့ ကွန်မန့်တိုင်းမှာခြာပေးထားတဲ့ Telegram link ကိုလည်းလအောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာဒီ channel ပတ်သက်လို့စကာလိုနီရဲ့ခေါင်းထဲမှာတွေးထားလဲတော်လေးကိုကြားမင်းခဲ့ပြီးဖြစ်ပါတယ်မစရာအဂျီနာအတွက်မကစားပေးနိုင်တော့တဲ့အချင်းစွာနှင်းနဲ့အမြန်ဆူသလိုရောက်ရှိလာတော့မှာပါဒီအတွက်လဲစကာလိုနီယာဂျိုရင်ပြင်ဆင်မှုတွေပြုလုပ်ထားခဲ့ရမှာအခုဆိုရင်အနေထားတစ်ရက်ကိုရောက်ရှိလာခဲ့ပြီလဲဖြစ်ပါတယ်ယခုတစ်ပတ်ကစားသွားခဲ့တဲ့ဥရုဂွေးဘရာဇီးလိုနဲ့ပွဲစဉ်တွေမှာဆိုရင်မက်ဆီမပါဝင်နိုင်ခဲ့မယ်လဲအဂျီနာကနှစ်ပွဲစလုံးအနိုင်ရရှိခဲ့ပြီးတော့ရလဒ်ကောင်းခဲ့ပါတယ်ဘရာဇီးကိုဆိုရင်အိမ်ကွင်းမှာ4-1နဲ့တောင်မှအနိုင်ရရှိခဲ့တာဖြစ်ပြီး ကွာပလာခြေစပွဲလည်းအောင်မြင်ခဲ့ပြီဖြစ်ပါရယ်အာဂျီနာရဲ့အနာဂတ်မျိုးဆက်တေလီတွေကလည်းအာကွာရာပြုလို့ရတဲ့အနေအထားတစ်ခုကိုရောက်ရှိလာခဲ့ပြီးတော့အသေးမှရှိနေသေးတယ်စီနီယာကစားမတွေကလည်းအသင်းကိုကောင်းကောင်းဦးဆောင်ပေးနိုင်ခဲ့ပါရယ်ကိုသမားမာရီနက်စ်လို့ဆိုရင်မက်ဆီမပါဝင်လဲမက်ဆီရဲ့ကိုစားအာဂျီနာကိုဦးဆောင်ပေးနိုင်တဲ့ခေါင်းဆောင်ကောင်းတွေဖြစ်ပါရယ်အာဂျီနာကစိတ်ဓာတ်ကောင်းပါရယ်ငါတို့လိုချင်တဲ့အတွက်ငါတို့ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးတစ်သိန်းလုံးဝေးမြူနိုင်ကြပါရယ်ဒီစိတ်ဓာတ်ကြောင့်လည်းအာဂျီနာကပြီးခဲ့တဲ့နောက်22တုံးကကွာပလာကိုရယူနိုင်ခဲ့တာဖြစ်ပါရယ်ဒါပေါ်တူဂီနဲ့ကွာတဲ့အချက်ပဲဖြစ်ပါရယ် ဘော်ဒီကမာတော့ရော်နယ်ဒိုရောက်တဲ့အခါစိတ်သက်ပြင်းပြမှုရှိတာပါရော်နယ်ဒိုကလွှဲရင်ဂျန်နက်ဇာမာတွေအားလုံးကရေချင်းရှိတဲ့ဇာမာတွေဖြစ်နေပြီမဲ့စိတ်သက်ပိုင်းပြောင်းညာလွန်းတာကြောင့်အားကိုးလို့မရနိုင်သေးပါဘူးဒါကြောင့်ခုဆိုရင်အာဂျီနာကကမ္ဘာဖလားရာသွားခဲ့ဖြစ်ပြီးပေါ်တူဂီကပြိုင်ပွဲကြီးဒီမှာအမြင့်ဆုံးရောက်လာကွာတာဖိုင်နယ်အဆင့်လောက်သာဖြစ်နေရတာပါလာမယ့်2026ကမ္ဘာဖလားမှာလေရော်နယ်ဒိုကပေါ်တူဂီအတွက်ဝင်နှွဲပြီးတော့အသင်းသားတွေကိုစေဘန်ဆာအမြင့်တွေပေးနေပေါ်တူဂီကိုအကောင်းဆုံးဦးဆောင်သွားဖို့လည်းရှိနေပါတယ်ဒရိုချင်းတွေကြောင့်ပရိသတ်ကမန်စီကိုလည်း2026ကမ္ဘာဖလားမှာတွေ့ချင်းမြင်ချင်းနေကြပါတယ်ရော်နယ်ဒိုကပါမယ်ဆိုရင်မန်စီကိုလည်းပါစီချင်ကြပါတယ် နောက်တော့ဒီကွာဖလားကသူတို့နှစ်ယောက်နောက်ဆုံးတော့အဓိကနိုင်ငံတကာပြိုင်ပွဲတည်းရလည်းဖြစ်သွားနိုင်ပါလိမ့်။ဒါကြီးပြီးသွားရင်တော့ကျွန်တော်တို့ရော်နယ်ဒိုနဲ့မက်ဆီတို့ကိုနိုင်ငံလေဝေးစင်အသင်းဂျာစီနဲ့မြင်တွေ့ခွင့်ရမလွယ်တော့ပါဘူး။မဖြစ်နိုင်တော့ပါဘူး။ဒါကြောင့်လဲမက်ဆီကိုလာမဲ့ကမ္ဘာဖလားလေးတော့ဝင်စားပေးဖို့အတွက်ပရိသတ်တွေကတောင်းဆိုနေကြတာဖြစ်ပါလိမ့်။အာဂျီနာနီပြကြီးစကာလိုနီကတော့ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားပါအောင်မယ်။အချိန်တွေများရှိပါသေးတယ်။သူရဲ့ကြံခိုင်မှုနေထားကိုသူသိပါလိမ့်။ဒီပေါ်မှာမူတည်ပြီးတော့သူဆုံးဖြတ်သွားမှာပါ။အာဂျီနာအတွက်ပိုင်းကစားပေးမပေးဆိုတာကသူရဲ့ကိုယ်ပိုင်လွတ်လပ်တဲ့ဆုံးဖြတ်ပိုင်းခွင့်ဖြစ်ပါလိမ့်။ ျွန်တော်ကဒါကိုသွားပြီးတော့ဆွတ်ဖက်လို့မရပါဘူးဂျိုလောက်လို့အစင်မပြေပါဘူးဒါကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးမက်ဆီယိုဖီးယားတွေတိတ်ပြီးတော့မပြေးကြပါနဲ့လို့မက်ဆီနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေတိုင်းမေတ္တာရက်ခံခဲ့တာဖြစ်ကြောင်းပါခင်ဗျာစုံနေကြည့်ရတော့အားလုံးကိုကျေးဇူးတင်ပါတယ်